မြန်မာဟာရုရှားကထုတ်လုပ်တဲ့ MI38 အမျိုးအစားတွေကိုမှားယူအသုံးပြုတဲ့နိုင်ငံဖြစ်လာကြောင်းသိရပါတယ်။နိုဝင်ဘာ10ရက်နေ့မှာအာနာသိစစ်တပ်လက်အောက်ခံမြဝတီသတင်းဌာနက MI38 ရဟတ်ယာဉ်3စီးကိုလက်ခံရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။နေပြည်တော်မှာရဟတ်ယာဉ်တွေလွှဲပြောင်းယူတဲ့အခမ်းအနားကိုအာနာသိစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုရိုင်းကြီးမှုတက်ရောက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကဝယ်ယူခဲ့တဲ့ MI38 တွေထဲမှာနှစ်စီးကအသေးယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့ MI38T တွေဖြစ်ပြီးနောက်တစ်စီးကတော့အရာရှိကြီးတွေနဲ့ VIP ပုံကိုယ်တွေအတွက်ရည်ရွယ်ထားတဲ့ version လို့ဆိုပါတယ်။ရဟယင်တွေမှာယူခဲ့တာက2020ပြည့်နှစ်ကလေးကလို့ယူဆရပြီးအဲ့ဒီတုန်းကရုရှားရဲ့စစ်လက်နက်လုပ်ငန်းစုကြီးဟာ MI38 တွေအတွက်ပထမဆုံးပြည်ပအမှားစာတစ်ခုလက်ခံရရှိခဲ့ကြောင်းကြေညာပါတယ်။ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေအရတော့ MI38D ဒစီစီအတွက်ကြာတဲ့ငွေက Euro 16.6သန်းစီနဲ့ VIP version အတွက်ကတော့ ယူရို21.6တန်းလို့သိရပါတယ်။ပြီးတော့အပိုပစ္စည်းတွေလေရင်မှုအတွက်လေးကျင်ရေးအစီအစဉ်တွေပြုပြင်ထိန်းသိမ်းရေးကိစ္စတွေပါထည့်တွက်ရင်စာချုပ်တန်ဖိုးကယူရိုတန်း80လောက်ထိများပြားမယ်လို့ယုံကြည်ရပါတယ်။ MI38 တွေဟာမြန်မာနိုင်ငံကိုဒီထက်စိုးရောက်ခဲ့တဲ့ပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့ဤပညာပြဿနာတွေကြောင့်အချိန်ပိုနှောင့်နှေးခဲ့တာလို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ရုရှားဟာမြန်မာစီပေးပို့ခဲ့တဲ့၃စီးအပါအဝင် MI38 ရဟတ်ယာဉ်စုစုပေါင်း၁၂စီး တိဆောက်ပြီးစီးခဲ့ပြီလို့ယုံကြည်ရတာပါအဲ့ဒီမတိုက်ခင်စမ်းသက်အစဉ်တိဆောက်မှုတဲ့လေးစီးလဲရှိပါတယ်ကြံတဲ့ရဟယင်တွေကိုတော့ရုရှားအစိုးရရဲ့အရေးပေါ်အခြေအနေတုံ့ပြန်ရေးဝန်ကြီးဌာနကအဓိကမှားယူအသုံးပြုနေပါတယ် MI38 တွေကိုအလက်စာတည်ယူပို့ဆောင်ရေးရဟယင်တွေရဲ့မျိုးဆက်သေးလို့သတ်မှတ်ထားတာပါ MI38 တွေဟာအမြင့်ဆုံးမြန်နှုံတနာယီကိုကီလိုမီတာ300လောက်ထိပြန်တန်းနိုင်တယ်လို့လူနဲ့ကုန်စည်စုစုပေါင်းအလေးချိန် 6တန်လောက်ကိုတည်ယူနိုင်မယ်လို့ဆိုပါတယ်။ခရီးသည်တင်ဖို့သုံးရလူ30စာလောက်ဝန်းဆက်အောင် နေရာထိုင်ခင်းစီစဉ်နိုင်ပါတယ်။ရဟတ်ရင်ကိုလောင်းစားအပြည့်ဖြည့်ထားရင်ကီလိုမီတာ900နီးပါးလောက်ထိခရီးပေါက်အောင်ပြန်တန်းနိုင်တာပါ။ဒီနေရာမှာအပိုဆောင်လောင်းစားစည်းကမ်းတွေပါတက်ထားရင်တော့ကီလိုမီတာ1300လောက်ထိမရမနာခရီးနှင်နိုင်မယ်လို့သိရပါတယ်။ MI38 တွေမှာပိုကောင်းမွန်တဲ့ထိန်းချုပ်စနစ်စက်ပစ္စည်းအစိတ်ပိုင်းတွေတက်ဆင်ထားပြီး အင်မတန်ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေမှာလည်းပြန်တန်းနိုင်မယ်လို့ကြေညာထားပါတယ်။တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေမှာပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမြန်မာစစ်တပ်ကအရှိန်မြှင့်လှုပ်ဆောင်နေတဲ့အချိန်အခုလိုမျိုးရုရှားလိုခေတ်မီရဟတ်ရဲ့အစ်စ်တွေကိုပါလက်ခံရရှိလာတာဖြစ်ပါရဲ့ရှင်။